လာညချမ်းပါရှင် KGFN ပြည်သက်တွေနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာခြင်းကိုကျမချင်းနဲ့တို့လူအင်ဆန္ဒတွေပြေဝကြပါစေလို့အရင်ဆုံးဆုမကောက်တောင်းပေးလိုက်ပါတယ်2025ခုနှစ်ဇွန်လ24ရက်အင်္ဂါနေ့ည KGFN Radio အစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးနေပါပြီဒီအစီအစဉ်တွေကို Greeny ပြည်ရင်းက Professor နဲ့ဒီမော့ဆိုမြို့နယ်မှာ FM Radio Line 100 MHz နဲ့ဆက်မြို့နယ်မှာ FM Radio Line 95.8 MHz Fine Grainy နဲ့ဆက်မှာ FM Radio Lite 100 MHz တို့နဲ့ည9:00နာရီကနေပြီးစတင်ထုတ်လွှင့်ပေးနေတာပါ KJF Radio Station ကနေတနိုင်းစာထုတ်လွှင့်ပေးနေပြီးကျွန်တော်တို့ထိုင်ရဲ့ Facebook လူမှုကိုရဆာမျက်နှာမှာတော့ Live ဝက်စာတိုက်ရထုတ်လွှင့်ပေးနေပါတယ်မမော်လီညပါရှင်ဒီကနေ့အစီအစဉ်မျိုးကိုတင်ဆက်ပေးသွားမှာပါ ဒီကနေ့ရဲ့တည်င်းတွေကတော့လွိုင်လီမြို့နယ်ရှစ်ဖက်ကန်ကကျေးရွာတရွာမှာလက်နေကြီးကြားရောက်ပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တည်င်းနဲ့ဒီမိုးဆိုနောက်ဖက်ချမ်းမှာရေအေးမြင့်တွေထိမ့်သိမ့်ဖို့တစ်ပင်စိုက်ပျိုးတဲ့အကြောင်းတွေပါဝင်ဂရီနီဒေတာမှနောက်ဆုံးရသတင်းတွေမိုးလင်ဝါသသတင်းနဲ့ဒေတာတွေသတင်းတွေကိုကြားကြရမှာပါအဲ့ဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့လူငယ်အစီအစဉ်ကနေပြီး2025ခုနှစ်ဇွန်လ21ရက်နေ့မှာကြာရောက်တဲ့ 150နီးမြောက်ဂရီနီမျိုးသားနှင့်အတွက်ဂရီနီလူငယ်တွေရဲ့စကားသံတွေကိုဆက်လက်နားဆင်ကြားရပါမယ်။အခုရင်ဆုံးတော့မော်ညားမာကနေပြီးကန်နော်ရီထိုင်းရဲ့သတင်းတွေကိုပြောပြပေးသွားပါမယ်။လွန်လင်းလေးမြို့နယ်အရှိဖက်ကကျေးရွာတရွာမှာစစ်ကောင်စီတပ်ကလက်နေကြီးပစ်ခတ်မှုကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဇွန်လ23ရက်နေ့မှာ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းစနစ်ကအသိပေးထုတ်ပြန်ပါရယ်ဇွန်လ22ရက်နေ့ည9:00ခွဲမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီပြစ်ခတ်မှုကြောင့်ထိခိုက်ခဲ့တဲ့၄ဦးမှာတော့အသက်36နှစ်အရွယ်နဲ့အသက်19နှစ်အရွယ်အမျိုးသမီး2ဦးအသက်18နှစ်အရွယ်နဲ့အသက်24နှစ်အရွယ်အမျိုးသား2ဦးဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပြောထားပါတယ် လွိုင်လီလေးမြို့အခြေဆိုင်ခါလာရ930တပ်ကနေပြစ်ခတ်လာတာဖြစ်ပြီး60မမ9လောက်ခန့်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကအခုလိုမျိုးလက်နက်ကြီးပြစ်ခတ်မှုတွေမကြာခဏလှုပ်ဆောင်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့တတိထားသွာလာနေထိုင်ကြဖို့ကို KNDF တပ်ရင်းစနစ်ကနေတိုက်တွန်းထားပါတယ်။မနေ့ကဇွန်လ23ရက်နေ့ကလင်းမောင်းတိန်အဖွဲ့ကနေဦးဆောင်ပြီးရေအရင်အမြင့်ထိန်သိမ်းဖို့ သစ်ပင်စိုက်ပျိုးတဲ့အစီအစဉ်တစ်ရက်ကိုဒီမုံဆုံမြနဲ့အနောက်ချမ်းကခြေရွာတရွာမှာပြုလုပ်ခဲ့ပါတယ်။ကလင်းမောင်ထင်းရဲ့တာဝန်ရှိသူဆီယမမအူကတော့ကန်ဒရဝတီ time ကိုအခုလိုပဲပြောပါရစေ။ အတိကတော့အပင်ဆိုင်ပြီဆိုတဲ့ကဘောနော်ကျွန်တော်ရှင်အောင်ဆိုင်ရမှာဖြစ်တယ်။ဒါအပြင်ဒီဒေတာမှာကတတော်ပြုံးတင်းမှုရဲ့ရေးရဲဆိုတာကအတိကဖြစ်ပေါ်နေရဲ့ခေါင်းစဉ်ကြီးနှစ်ခုလည်းပါတယ်ဗောနော်။ဆိုတော့ကျွန်တော်တို့အတိကလောက်တာကတော့ရေထင်းသိမ်းရေးကိုလုပ်တယ်။ဒီမိုးရေကိုထင်းသိမ်းထားပြီးတော့ဆင်စင်းရေပို့ပြီးတော့ရရှိလာဖို့ရေတော့မခန့်ချဖို့ဗောနော်။အဲ့တော့ဒီကျင်းတူထိုင်းနေရာတွေမှာအဲကျွန်တော်တို့ကရေကိုထင်းထားပြီးရင်အဲ့ဒီနေရာတွေမှာသဘောတတော်လေးပြန်လဲအထူထောင်ဖို့အတွက်အပင်တွေကိုစိုက်ပျိုးခြင်းဖြစ်တယ်ဗောနော်။အခုလိုမျိုးစိုက်ပျိုးလိုက်တာဟာ မိုးရေတွေအလဟတဆုံးရှုံးမှုမဖြစ်စေဘဲရေချိုအရင်အမြစ်တွေကိုထိမ့်သိမ့်ပီးတာဖြစ်သလိုရေထွက်ပေါက်တွေနဲ့စိတ်ဆန်းရေတွေကိုလည်းထိမ့်သိမ့်ပီးတာဖြစ်သွားတယ်လို့သူမကပြောပါတယ်။ Clean Mountain အနေနဲ့ရေအရင်အမြစ်ထိမ့်သိမ့်တာမြေစီလွန်ထိမ့်သိမ့်တာတစ်တော်တစ်ပင်ပြလဲထိမ့်သိမ့်တာစတဲ့လှုပ်ဆောင်ချက်တွေကိုဒီမောဆူမြို့နယ်အနောက်ချမ်းမှာရှိတဲ့ကြေးရွာ၅ရွာမှာလှုပ်ဆောင်နေတာပါ။ မနေ့ကတစ်ပင်စိုက်ပျိုးတဲ့အစီအစဉ်ကိုတော့ဒီမွန်ဆွန်မြနဲ့အတွင်းကပရာဟိတာလူငယ်တွေတဘောဝတက်တော်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ IEC ရဲ့စိုက်ပျိုးရေးနဲ့ဆယ်မြောင်းဌာနကတာဝန်ရှိသူတွေပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်ကနော်ရီထိုင်းတရင်ပြောပြပေးလို့ပြီးမှာတော့မနေ့ဖြန်ဇွန်လ25ရက်နေ့အတွက်မူလီဝါဒခမန်းချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ ဘင်္ဂလားပိလေအော်အချိန်ဒီမှာကပလီပိလေပြင်းနဲ့ဘင်္ဂလားပိလေအော်မှာတိမ်အသင့်အသင့်ကနေတိမ်ထူထန်နိုင်ပြီးမုတ်တူလေးဟာအာအသင့်အသင့်ကနေအာကောင်းလာနိုင်ပါတယ်။ပိလေပြေချီနေမှာသတိနဏီကံယူတာရခိုင်ကံယူတာမြေဝကျိုးပေါ်ဒေသနဲ့မုတ်တမကွေ့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်ကို10မိုင်ကနေ -30 အထိတိုက်ခိုက်လာနိုင်ပြီးလိုင်အသင့်အသင့်ရှိနိုင်ပါတယ်။မိုးချီနေမှာစကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်း ်ပဲခူးတိုင်းအေဝရီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရအနှံ့ပြားမိုးထချုံရွာနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္လာနေ့တိုင်းရှမ်းပြည်နယ်နဲ့ကရီနီပြည်နယ်မှာတော့နေရစိမ့်စိမ့်မိုးထချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေဝရီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်အခုပြောပြတဲ့မူလဝါဒခန့်မှန်းချက်တွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မူလဝါဒခန့်မှန်းချက်တွေဖြစ်ပါတယ်။မိုင်းခွင်းထဲရောက်သွားခဲ့ရင်ဘာလို့တင်ပါသလဲ။မြေမြုပ်မိုင်းတစ်ခုကိုတွေ့လိုက်ပြီးဆိုတာနဲ့သိကြပါတယ်။သင်ဟာမိုင်းခွင်းထဲကိုရောက်နေပြီဖြစ်ပါတယ်။ရောက်တဲ့နေရာမှာချက်ချင်းရဲ့ ငြင်းငြင်းလေးနေပါ အခြားသူတွေအတူပါလာရင်လေသူတို့ကိုချက်ချင်းရက်ခိုင်းပါငြင်းငြင်းလေးရက်ပြီးစိတ်ကိုအတက်နိုင်ဆုံးတည်တည်ငြင်းငြင်းထားပါမိမိရက်နေတဲ့နေရာဘေးတစ်ဝိုက်ကိုလေသေးကြစွာ ကြည့်ရှုပါ ရှေ့ဆက်မသွားတော့ဘဲမိမိလာခဲ့တဲ့လမ်းအတိုင်းနောက်ပြန်လှည့်ပါ တကယ်လို့ကိုယ့်ခြေရာကိုမြင်ရနိုင်တဲ့အနေအထားရှိရင်တော့ခြေရာအတိုင်းနင်းပြီးဖြည်းဖြည်းချင်းရှောက်လှမ်းရပါမယ်လမ်းတစ်လျှောက်ခြေလမ်းချမဲ့နေရာတိုင်းကို တတိကြီးကြီးထားပြီးနင်းလျှောက်ပါစိတ်ချရတဲ့အကွာအဝေးတစ်ခုကိုရောက်ရင် နေရာကိုသေးချာအမှတ်အသားလုထားခဲ့ပါ အမှတ်အသားထားခဲ့ဖို့အန္တရာယ်များနေတဲ့အခြေအနေမပေးဘူးဆိုရင်လေနေရာကိုသေးချာမှတ်ထားပြီးအချက်လက်ကိုမိမိရက်ရွာတွေက တခြားသူတွေနဲ့မျှဝေပေးပါရက်ရွာကိုလာလန်းအတိုင်းအမြန်ဆုံးပြန်ပြီးရွာသူရွာသားတွေရွာလူကြီးတွေဘာသာရေးကောင်းဆောင်တွေလက်နက်ကင်အဖွဲ့အစည်းတွေကိုအကြောင်းကြားပါ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မားတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တယ်ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.ktnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ဒါ့အပြင် Kanaraudithai ရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း တင်ဒင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ဟာဂရီနီမျိုးသားနေ့ဖြစ်ပါတယ်ဗြိတိရှ်အိပါယာနဲ့မြန်မာဘီရင်တို့ကဂရီနီဘီရဲ့တီချားလွတ်လပ်စွာတည်ရှိမှုကို နှစ်ဖက်သဘောတူစာချုပ်ဖြစ်1885ခုနှစ်ဇွန်လ21ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြပါတယ်။အဲ့ဒီနေ့ကိုဂရီနီမျိုးသားနေ့ဖြစ်ကျင်းပလာခဲ့ကြတာပါ။ကျင်းပလာတဲ့ကာလတခြား2025ခုနှစ်ဟာဆိုရင်ဂရီနီမျိုးသားနေ့ဟာ150နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။2021ခုနှစ်အာနာသိပြီးတိုက်ပွဲပြင်းထန်ခဲ့တဲ့ဂရီနီမှာဂရီနီမျိုးသားနေ့ကို အရင်ကလိုကြီးကျယ်ခမ်းနားစွာမကျင်းပနိုင်ကြတော့ပါဘူး။ဒီလိုမကျင်းပနိုင်တဲ့အခါ လူငယ်တွေအတွက်ဘလို့စိုးရိမ်မှုရှိလာနိုင်တယ်လဲ။ဂရီနီမျိုးသားနဲ့ပေါ်ထားတဲ့ခံယူချက်ကဘလို့ရှိလဲ။ဘလို့ဖြစ်စဉ်ချင်းတလဲစတာတွေနဲ့ပတ်သက်ပြီးဒီတစ်ပတ်ရဲ့လူငယ်အစီအစဉ်ကနေလူငယ်တွေရဲ့စကားတန်ကိုအခုလိုကြားကြရပါမယ်။ ဇွန်လ22ရက်နေ့မှာကြာရောက်မဲ့150နှစ်မြောက်ပေါ့နော်ဒီနေ့အမျိုးသားနေ့မှာဒီနေ့ပြည်သူလူထုတရက်လုံးဘေးကင်းလုံခြုံပါစေကြောင်းအရေးဆုံးအဆုမကောင်းတောင်းပေးချင်ပါတယ်လို့အခရနီအမျိုးသားနေ့ဆိုတာကအားလုံးသိကြတဲ့တာဝဲပေါ့နော်ဗြိတိရှားနဲ့အာမြန်မာပြည်ရောကနေပြီးတော့မှခရနီပြည်နယ်ကိုတခြားလွတ်လပ်တဲ့ပြည်နယ်အနေနဲ့အတိမပြုလက်မှတ်ရထိုးတဲ့နေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ အဒီနေ့ကိုကျမတို့ကအခုတစ်ထိအတိမပြူတယ်အဒီဂုံလဲဂုံယူတယ်ပေါ့နော်အလက်ရှိမှာကကျမတို့ကအရင်တုန်းကလိုမျိုးအဂရင်းနေအမျိုးသားနဲ့ခန်းနာကိုအကျက်တဝဲမလောက်နိုင်ဘူးအကြီးကြီးကျမလောက်နိုင်ဘူးပေါ့နော်တော့ပြင်မဲ့လဲ ဂရနိပြေက တချိုက်ကတိချလလတဲ့ပြင်နဲ့တခုအဖြစ်ရှိနေခဲ့တယ်ဆိုတဲ့ဟာကိုကျမတို့ကစိတ်ထဲမှာအမြင်ရှိတယ်။တမိုင်းစင်လာရနဲ့လည်းရှိသားပိတာဖြစ်တဲ့အတွက်ကျမတို့ကဂေါယူဆောင်နဲ့ပဲပေါ့နော်။ဒီဇွန်လ21ရက်နေ့ဟာဂရနိအမျိုးသားနေ့ဖြစ်တယ်ဆိုတာကိုဂေါယူဆောင်နဲ့ဖော်ပြချင်ပါတယ်လို့ လက်ရှိကျမတို့ပြည်နယ်မှာကခက်ခဲအကျပ်တဲကာလနဲ့ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်ဗောနော်ဆိုတော့ခက်ခဲတွေအကျပ်တဲတွေကိုကြိုးစားပြီးတော့မှကြော်ဖြတ်နေကြရတယ်အထူးသဖြင့်လူထုတွေဗောနော်ဆိုတော့လူထုတွေကပို့ပြီးတော့မှဒုက္ခရောက်ကြရတယ်စာဝတ်နေခက်ခဲကြတယ်အိုးအေးပျက်စီးကြတယ်ထွက်ပြေးတိတ်ဆောင်ရတယ်ဗောနော်ဒါပေမဲ့လည်းသူတို့ကခက်ခဲကြမှာတော်လာရေးကိုအားဖြစ်ပေးကြတယ် ပါဝင်ပေးကြတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့မှဆက်လက်ပြီးတော့မှဒီတော်လာရေးမှာဆက်ပြီးတော့မှပါဝင်ပေးဖို့အတွက်လည်းတောင်းဆိုချင်တယ်ပေါ့ဆိုတော့တော်လာရေးလို့ပြောတဲ့အခါမှာတော်လာရေးထဲမှာပါဝင်နေတဲ့အာသူတွေရဲ့80ရာခိုင်နှုန်းကတော့လူငယ်တွေဖြစ်တယ်လေနော်လူငယ်တွေကတော့အသက်တွေပေးစားကြရတယ်ကိုလည်းအင်ကာတွေပေးစားကြရတယ်ပေါ့နော်အာတို့ပေမဲ့လည်းသူတို့ရဲ့တခုတီးတော့မျိုးလေးချက်က ဒီနယ်ရဲ့ Federal Democracy ရရှိဖို့ပြီးတော့မှဒီကိုပါပြတ်ထန်ခွေ ရရှိဖို့အတွက်ပေါ့နော်ကိုပါပြတ်ထန်ခွေရရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပေါ်လာဖို့အတွက်ပေါ့အဲ့ဒါတော့သူတို့လူငယ်တွေရဲ့အဓိကရည်မှချက်ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဟိုကျမတို့ဒီမျိုးလေးနေတဲ့ ကျွန်တော်တို့တော်လာရေးရမချက်ဖြစ်တဲ့ Federal Democracy ရရှိဖို့ရဲ့ပြီးတော့မှကိုယ့်ကျွန်မကိုဖန်တီးပိုက်ခွေရရှိဖို့ပေါ့နော်။ကောင်းမွန်တဲ့စနစ်တစ်ခုရရှိဖို့ဆိုရင်ကျွန်တော်တို့ဆက်လက်ပြီးတော့မှတိုက်ပွဲဝေဖို့လိုတယ်ဆိုတဲ့ဟာကိုကျွန်မတိုက်တွန်းချင်ပါတယ်လို့ဆိုတော့ကျေးဇူးများတင်ပါတယ်။အားလုံးပေးကင်းလို့ချုပ်ကြပါစေလို့ဆုတောင်းပါတယ်။ကျေးဇူးများတင်ပါတယ်နော်။ဘွားခေဆက်ဆက်တယ်ရာ တိတ်တိတ်လာတဲ့ဒီအရင်မြန်တန်းလေးပေါ့နော်အခုတော့150ကျင်းရောက်ရောက်လာခဲ့ပြီပေါ့အဲ့ဒီနေ့ကိုကျွန်တော်ကိုပြူပါတယ်ဂီတာတောင်းအနေနဲ့အရာနဲ့ကိုယူပါတယ်နောက်နေ့ပြန်มาလဲဒီဒီလိုနေ့လေးဆက်လက်တိတ်တိတ်ပေါ့နော်ဒီလိုမျိုးတင်ပါတယ်ကဲကဲမြမျိုးကြောက်ရဲ့ဒီနိုင်ငံရေးချင်းတော့မြန်မာနေကိုဒီတွင်းမှာခဏခဏမတင်ပါနိုင်တော့တာတော့ဒီ1 MB ပါလို့နော် 那边嘞，伊从土里嘞，盐田嘛咯，哎，盐苗单呢，咩嘞？买一盐田路，种着住嘞。嗯，古那些人呢，哎，就有保守，嗯，保守的啊，那边咯，带开，带工的交了人，那个车的，个人的路苗，打一伊，都都从现在，现在现在来看，哎，哎，没有单呢，都都嘛，么都加入嘛少个，哎。 ပြီးတော့အဲ့ဒီအမျိုးသားလေးကိုဆက်လက်ထိသိမ်းပြဖို့လည်းပြသူတယောက်အနေနဲ့အဲကျွန်တော်ပေါင်းစုချင်ပါတယ်ဆစ်ဆောင်နေတဲ့လူထုတွေနေနေတော့ဆက်ပြီးတော့အသိထားပြပါလို့ပြောချင်ပါတယ်เนาะဒီလိုရအဲ့ကလေးနဲ့ပုံမှန်ပြရင်ကပြချလူသားရဲ့ grenade ပြဖြစ်တာမှပြထားတဲ့နေ့ဖြစ်တယ်အဲကြောင်းအဲ့ဒီလိုမျိုးပြန်ရဖို့ဆက်လက်ဒီမြင်နိုင်ဖို့အတွက်အဲပြေပေါ်နဲ့တူစင်ရေးပေးပါခံပြီးတူ တိုက်ပွဲဝင်ပြီးဖို့ပြောချင်ပါတယ်ယခုကြောက်ရောက်တဲ့150နီးမြောက်ဂရင်းရဲ့အမျိုးသားနေကိုဝါမြဝါတာကျူဆူပါတယ်ဒီလိုနေထူးနေမြတွေအမျိုးသားရေးခိစ္စတွေဆိုတာအရေတော့ကျမတို့ဟာတိရကောင်းမပေါ့ရကောင်းမမတိကြဘောเนาะအဓိကတော့ဒီ ်ဒီလိုခွေးရေတွေလောက်ဆောက်လို့မရအောင်ပက်ပေးခတ်ထားရတယ်ရှိတယ်ပေါ့နော်ရိုက်တွေးခတ်ထားရတဲ့အပိုင်းတွေရှိတယ်အဲ့ဒါကြောင့်မလို့လဲပါတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာကလူထုတွေဟာဒီခွေးရေတွေကိုသူတို့ကဆွဲကဲတလာကြပြီးအဲပို့ပြီးတော့ပါဝေလာကြပြီးလိလမှုအကောက်လာကြတယ်အဲပေါ့နော်ဒါပေမဲ့လည်း ဒီအနာပြတိုင်းလိုက်တော့အဓိကဒီကျမတို့ရဲ့အမျိုးသားနေပဖြစ်နေထွနေမြတ်တခုခုပဲဖြစ်ဖြစ်ပေါ့နော်ပြတွင်းမှာတော့ကြည်ကျခန်းနာစွာခြေပါလို့ရတော့မရတော့ပြန်ပေါ့နော် ဒါပေမဲ့လူထုတွေရဲ့အသိစိတ်ထဲမှာအာဒီလိုနေထူးနေမြတွေဟာဆွဲမြဲလာကြပြီအသိမပြုလာတတ်ကြပြီပေါ့နော်အဲအဲ့ဒါအပြည့်တချို့နေရာဒီတိုင်းမှာခက်ခဲတဲ့အတရေတွေအများကြီးရှိတော့မှသူတို့ကဒီလိုမျိုးနေထူးနေမြကိုရအောင်ကျူဆူနိုင်တဲ့နေရာတွေရှိတယ်ပေါ့နော်အဲ့တွဲလည်းအများကြီးကုပ်ယူရပါတယ်အာကျမတို့ဟာဒီလူလှစွာ ပြုလုပ်ခွင့်မရဘူးဆိုတော့မှကျမတို့ရဲ့အသိစိတ်ထဲမှာကုပ်ယူတတ်နေဖို့လိုတယ်ပေါ့နော် နောက်တစ်ခုကကျမတို့အနာသိပ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီအချားဖိုက်စစ်ကောက်စီအနာသိပ်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ကျမတို့ပြည်နယ်မှာဆိုရင်အဲလူထုတွေကနေရာစုခွာပြီးတော့ထွက်ပြေးသိမ်းရှောင်နေကြရတယ်ပေါ့နော် တီပြင်းနဲ့တူပြင်းနဲ့တာမမဟုတ်ဘူးတခြားနေရာတွေဒါတွေကလူတွေလည်းဒီရှောက်ရှောက်လာကြတဲ့အထိပေါ့နော်ဆိုတော့ကျမတို့အခြေကလာကြလာတော့အာလာပြောင်းနေတယ်လို့မျိုးပေါ့နော်ဝေဝါးလာတယ်မျိုးရှိတယ်လို့တစ်ဖက်မှာလည်းကျမတို့အခုလိုမျိုးရေဆိုင်နေရတယ်ကျူးစားနေရတယ်လှုပ်ဆောင်နေရတယ်ဆိုတာဟာဒီတစ်ခြေကျမတို့နောက်မျိုးဆက်ပေါ့နော် ကျွန်မတို့လူမဖြစ်အောင်ဗောနော်သူတို့အခွင့်အရေးသူတို့လူလတ်မှုတွေရရှိအောင်အာကျွန်မတို့ဒီလူမျိုးကြီးဆိုင်နေရတာပါဆိုတော့အဲ့ဒါလေးလည်းရှိတယ်ဗောနော်ဆိုတော့အာကျွန်မတို့ဒီလူထုတွေအခုချိန်ထိတကြန့်ခိုင်အောင်ရေဆာရတီးပေးနေတဲ့အတွက်လည်းအားလည်းနာတယ်ဗောနော်ပြည်သူစုလည်းတင်ပါတယ်ဗောဒီလိုရှိရင်ကျွန်မတို့ဒီပြည်နယ်မှာက မြင်းနယ်စုတွေလူမျိုးစုတွေအများကြီးရှိတယ်အဲ့ဒီအပေါ်မှာကျမတို့တွေးဝါမကွဲပဲနဲ့ဒီညညစွာသွားမယ်ပြီးလို့ရှိရင်ကျမတို့ပြည်တဲ့ဝေဖာမှုတွေရှော့ချပြီးတော့ကိုယ်တိုင်ပါဝင်လာမယ်ဆိုရင်ကျမတို့အွေတစ်ခုကျမတို့လူခြေတိုင်းဘာတရားကျမတို့လက်ထဲကိုရောက်လာမှာဖြစ်ပါတယ်ဗောနောအာနောက်အထုမှချင်တာတစ်ခုကတော့အခုချိန်မှာကျမတို့လှုပ်ချုံအောင်ဒီပါဆိုရင်လည်းဘယ်နေရာမှမလှုပ်ချုံဘောနောဒါပေမဲ့အဓိကတော့ကျမတို့ရဲ့စိတ်ချမ်းသာရေးကိုချမ်းသာရေးရတော့ချမ်းသာနေဖို့လိုတယ်ဆိုတာက ော့မှချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒရပစီအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုရောမနူမနောငငယ်တရားဖြစ်ပါတယ်ဒီစွန်လ20ရက်နေ့တွင်ကြောက်တော့150နှစ်မြောက်ဂရင်းဒီမြူတာနေ့မှာဂရင်းဒီပြည်သူလူထုအများအားလုံးကိုစနေပါရှင်လန်ချမ်းမြေ့ကြပါစေဘီအန်ဒီအေပေါင်းပါလဲကိုဝင်ကြပါစေလို့ကျွန်တော်လူငယ်တယောက်အနေနဲ့ပထမဦးစားတောင်းပေးလိုက်ပါတယ် ကျွန်တော်တို့ကရနီမျိုးတန်နစ်ကိုယခုချိန်ထိပေါ့နော် မမေ့မလျော့ပဲထိမှန်ဖြစ်ချင်ပါလာတာဒီနေ့နဲ့ဆို150ကျေမြောက်ပြီပေါ့နော်အဲ့ဒီပုံမှာလည်းကျွန်တော်ဝမ်းတာမိပါတယ်တူတော့ဒီဖက်မှာလည်းဒီဂရနီမြန်တန်နစ်ကိုယနေ့ကလည်းမျိုးလောက်ချော်ရရစီစီကကကခဏနာမချင်ပနိုင်တဲ့ပုံမှာလည်းကျွန်တော်နေငယ်ဝမ်းနေမိတယ်ပေါ့နော်ဘယ်မဲ့လဲဒီဂရနီပြည်အတွင်းမှာရှိတဲ့ ။အဲဒီဒါအထုမာတွေပေါ့နော်။ပေနီပီတူလူထရာဒီဂရီနီမူတန်နေခန္ဓာကိုသွားနေသူရောနိုင်ငံစီချိပါချမလို့ကျွန်တော်ထင်ပါတယ်။အမ်ပြီးတော့ဒီဂရီနီလူငယ်တွေပေါ့နော်ဒီဂရီနီမူတန်နေမှာဆိုရှယ်မီဒီယာပေါ်မှာကိုလာဘိုရေးရှင်းအမ်ပြီးလို့ချမလို့လဲကျွန်တော်မျှော်လင့်ပါတယ်။ဒီ150နိမြောက်ဂရီနီမူတန်နေမှာဂရီနီစီပရက်ရှော့ပီတူလူထူမြောက်ကိုဒီဆရာမငယ်ချဖို့ပေါ့နော်။ဒီပြန်လာဖိမကူညီချဖို့ပြီးရင်ကျွန်တော်တို့မျိုးလင်းထားတဲ့ Federal Democracy လည်းအမြဲဆုံးရရှိနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ ဘရင်းဒီပြည်မှာရှိတဲ့လူမျိုးစုတစုနဲ့တစုတွေပြည်အင်အားစုတစုနဲ့တစုညာဆိုလက်တွဲသွားဖို့ပေါ့တော်တော်ရေးမှာလက်တွဲလောက်ကဲသွားဖို့ဖွဲ့နဲ့တစ်ဖွဲ့နားလည်မှုတွေရှိကြဖို့ပြီးဒီဆရာနာရှင်တော်လာရေးကိုလည်းဒီဇိုင်းမှာလောက်သွားဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကျေးဇူးပါခရင်ရဲ့အမျိုးသားနေဖြစ်ပေါ်လာတဲ့နောက်ခံတမိုင်းကြောင့်ကအင်မတန်ကြီးမြတ်တယ်ပေါ့နော်။ဒီနေ့ကခရင်ပြည်နယ်ထဲမှာရှိတဲ့လူမျိုးစုများအားလုံးအမေရကြပြီးတော့ ခုံယူဝမ်းမြောက်စွာကျင်းပကြမယ်နေ့တနေ့ဖြစ်တယ်ပေါ့လေအာဒါပေမဲ့ကျမတို့အားလုံးသိကြတဲ့အတိုင်းပဲအခုလက်ရှိပြည်တွင်းမှာဆိုရင်စေရေးပဋိပက္ခကြောင့်ပေါ့ဒီမြန်တန်းနေပွဲကိုခရီးနေပြည်နယ်မှာရှိတဲ့ကျမတို့ရဲ့လူမျိုးစုများအားလုံး စုပေါင်းပြီးတော့ကျင်းပနိုင်တဲ့အချိန်ကြီးလုံးဝမရကြတဲ့အပေါ်မှာညစွာစိတ်မကောင်းဖြစ်မိပါတယ်။ဒါပေမဲ့ပေါ့နော်ပြပမှာရှိနေတဲ့ကျွားတို့ greenie အဖွဲ့အစည်းတွေကစူးစားပြီးတော့နိုင်ငံအလိုက်ကျင်းပကြတာလည်းရှိတယ်ပေါ့လေ။သူတို့ဒီလိုကျင်းပတာဟာလည်းပျော်ပွဲရှင်ပွဲအတွက်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေထူနေမြတ် ပြန်လည်ပြီးတော့အမှန်ရကြဖို့ ਨੇ ကိုရဲ့ green နေအမျိုးသားရေစိတ်တက်ရေးရာတွေမှာပေါ့နော်ပြန်လည်နိုးကြဖို့အတွက်ပြန်လည်ပြီးဆွတ်စီနိုင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ကျင်းပကြရတာဖြစ်တဲ့ပြည်သွင်းမှာရှိနေတဲ့ညီကမမတွေလည်းအချိန်အတိုင်းတာတစ်ခုထိပေါ့လေတော်လည်ရင်အောင်မြင်တဲ့တနေ့ကြလို့ရှင်တော့ကျမတို့အားလုံးစုပေါင်းပြီးတော့ ပြည်သွင်းမှာစီစီကကနဲ့ပြန်လည်ကျင်းပနိုင်တဲ့အခွင့်အခါကိုအမြဲတမ်းစောင့်မျှော်နေပါတယ်ရှင်။အားလုံးနဲ့ပြန်ပြီးတော့ဖိတ်ဆုံးနိုင်ဖို့မျှော်လင့်နေပါတယ်။ဆွန်လာနစစ်တီနေမှာကြောင်းမဲ့တရားစင်နေမြောင်းဂရနီယူတာနေတဲ့ပိုရှင်တော်ဒီဂရနီတွေတက်ပြီးတော့လေဒီဂရနီတွေဒီဆန်နေတဲ့လူရောက်စီတာကိုပြုတ်ကိုပြုတ်ပါတယ်။ဒီတော့ဒီကျွန်တော်ဒီလိုစီစီကကား အေးမလုံးနိုင်ပြီမဲ့ကျွန်တော်စိတ်ထဲမှာတော့ဒီဒီရက်ကကျွန်တော်ရဲ့အမျိုးတာနေတာကျွန်တော်စိတ်ထဲမှာတော့ဒီတံပိုးကတော့မလျော့တော့ဘူးပြီးတော့မေ့လည်းမေ့လည်းမမေ့ပါဘူးလို့ဆွေးရှောက်လို့ပြောချင်တာတော့ဒီကျွန်တော်တို့ဒီအခက်အခဲတွေအများကြီးဖြစ်ကျော်လာပြီးတော့ခံလာခဲ့ပြီးမှဆက်ပြီးတော့တော့ခံဖို့စိတ်ထဲမှာကြောက်ဖို့ပြောချင်ပါတယ် ဟုတ်ကဲ့ဒီအာကျွန်မတယောက်နေနဲ့ဒီအခမ်းအနားမှာတယောက်လာရတဲ့အတွက်ပေါ့နော်အများနဲ့ကိုကိုကိုဂုံယူမိတယ်ပြီးတော့မှဒီလိုမျိုးအရင်သားဆူဆူလင်းလင်းနဲ့ဂရီနီရဲ့မြို့နယ်စုတွေအစုပေါင်းပြီးတော့မှခုလိုမျိုးအဲဒီခမ်းအနားမှာတယောက်လာတာကိုတွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော် ပြီးတော့အာဒီကရနီ အမျိုးသားတွေနဲ့မျိုးသားနေနဲ့ပတ်သက်ပြီးတော့မလူငယ်ကိုလူငယ်တွေကိုအခုဒီပြည်တွင်းကလူငယ်တွေပဲဖြစ်စေဒီနိုင်ငံခြားနိုင်ငံတကာရောက်ရှိနေတဲ့လူငယ်တွေပဲဖြစ်စေပေါ့နော်။ဒါပြောချင်တာကတော့ဒီကရနီအမျိုးသားနေကိုအများအားတတိယနေဖို့ရယ်ပြီးတော့မှအာပခုံးပြောင်းတာဝန်ထမ်းဆောင်မဲ့လူငယ်တွေဆိုလဲဒီနိုင်ငံရေးဖက်မှာဒီနိုင်ငံရေးဖက်မှာအခက်ကဏ္ဍတွေပါပဲဖြစ်စေပေါ့နော်။ဦးစီးဦးဆောင်ကိုသွားမဲ့လူငယ်တွေကိုဆိုလဲအများအားအသက်တရောနဲ့ပါဝ ဝင်ပေးဖို့ဒီလက်ရှိနိုင်ငံရေးမှာလည်းဆက်လက်ပြီးတော့မတ်တော်လန်သွားကြဖို့အဲ့ဒါလေးပဲပြောချင်ပါတယ်။ဒီဒီနေ့အမျိုးသားနေ့150ချိန်မြောက်မျိုးသားနေ့မှာပေါ့နော် training လူငင်တယောက်နေတဲ့ကျွန်တော်ပြောချင်တာပေါ့နော်ဒီပြပမှာရှင်းလူရောပြတင်းမှာရှင်းလူရောပေါ့နော်အနေရတင်နေရဒီတမဆိုကိုယ့်ရဲ့ training လူမျိုးမပြကြဖို့ပေါ့နော်ကိုကဘာလူမျိုးဖြစ်တယ်ကိုကဘယ်လိုလူမျိုးလဲကိုယ့်ရဲ့လူမျိုးကိုမကိုမကြည့်ရဘယ်သူမှလာမကြည့်ဘူးပေါ့နော် ီတော့အာဘာဖြစ်ဖြစ်ကျွန်တော်ကကျွန်တော်လိုချင်တဲ့ကိုပါကိုပြတာခွေရကိုကိုကိုရအခွေရတွေဘောနော်ကိုရရှိဖို့ကိုကိုလာပဲကြိုးစားရမယ်အကြောင်မလို့ရေကတက်ပို့ပြီးတော့စီစီလုံးလုံးနဲ့အာစီလုံးနဲ့တိုက်ထုတ်သွားရအောင်ဘောနော်ကျွန်တော်ဒီလိုချင်တဲ့ပန်တာကိုရောက်လာရဖို့အားလုံးပဲကိုပါပါဝေးချပ်ပြီးဖို့တောင်းဆိုချင်ဒီနေ့မှာကြာရောက်တဲ့150နှစ်မြောက်ခရစ်နှစ်အမျိုးသားနေ့မှာအဓိက ပြောချင်တာကတော့ကျမတို့ကအာဒီကျမတို့အတွက်ကျမတို့အတွက်ကျမတို့ ခွေးကိုကျွန်တော်တို့တောင်းဆိုနေကြတော့ပေါ့နော်အာဒီကတော့ကျွန်တော်တို့ကဒီတီချာလွတ်လာတဲ့ပြည်ခုဖြစ်တယ်ဆိုတော့ကိုပြတ်တာတော့ပေါ့နော်အာဒီတီချာလွတ်လာတဲ့ပြည်ကိုဟိုတီမပြူရဒီနေ့မှာဆိုရင်150နှစ်ပျောက်ဖြစ်သွားပြီပေါ့နော်အာဒီဒီထောင်စုတစ်ခုမှာကျွန်တော်တို့ပါဝင်ပြီးနောက်ပိုင်းကျွန်တော်တို့ဒီလွတ်လပ်မှုဆိုတော့ဟာကြီးကိုကျွန်တော်တို့မခံစားရတော့ဘူးပေါ့နော်အာဒီကအနေနဲ့ကျွန်တော်တို့ဒီ green team မှာရှေ့လူအားလုံးကိုပြောချင်တာကတော့ကျွန်တော်တို့စီလုံးဖို့လိုတယ်ပေါ့နော်ဘဒူး ဘဒူလာခွဲခွဲကျမတို့မခွဲဖို့လိုတယ်ကျမတို့အချင်းချင်းကလည်းစီလို့ဖို့လိုပါတယ်လို့ပြောချင်ပါတယ်ရှင့်350ကျင်းမြောက်ကွင်းလင်းဘူတာနေကိုကွင်းလင်းပီတင်ရမှာကျင်းပတဲ့ရာတိကွင်းရှိတဲ့အတွက်ပဲကျွန်တော်တို့အတိုင်းတိကိုမိပါတယ်ကျွန်တော်တို့ပြည်တော်စုဖွာတိုင်းတာခြားတော်တိုင်းတာများအနေနဲ့လည်းခုလိုမျိုးမိမိအမျိုးသားမျိုးကိုကျင်းပနိုင်ခွင့်ရဖို့အတွက်လည်းမျှော်လင့်ပါတယ်အနာဂတ်တွင်လည်းကျွန်တော်တို့ကွင်းလင်းဘူတာများနဲ့အတူခြားတော်ပြည်တော်စုဖွာတိုင်းတာများ အတူတကွပူပေါင်းပြီးတော့ဖက်ဒရယ်ပြည်ထောင်စုချီထောင်ခွင့်ရရှိဖို့အတွက်လည်းညှို့လင့်ပါတယ်ဒီဒီစနေ့ကြာရောက်တဲ့တွင်ဒီအမျိုးသားနဲ့မှာဒီခုလိုမျိုးတက်ရောက်ခွေးရလာအမတမဝတ်တာပစ်ဖြစ်ပါတယ်ကရင်ဒီအမျိုးသားနဲ့ကိုစစ်ပတ်ဒီစစ်ပတ်ရလာဒီတနေရာတည်းမှာမဟုတ်ဘဲနဲ့တခြားပြည်တွေအောင်ပြပမှာရှိတဲ့အမေနေရာတော့တော်မများမှာလက်စစ်ပတ်နေကြပါတယ်ကရင်ဒီ လူငယ်တော်တော်လူငယ်တော်တော်များများကလည်းဘာလဲကလင်းဒီမြို့သားနဲ့ကိုခရတဲ့မျိုးလိုပဲမြေကြတာများပါတယ်ဒီမြို့သားဒီလိုနေသူများကိုဒီအဲ့လိုမျိုးခရတဲ့မျိုးတဲ့ကိုပဲမမြင်စေချင်ပါဘူးဆိုတော့ကဒီကလင်းဒီနေသူနေများဒီမျိုးနေတဲ့တဲ့တဲ့ကိုအလုံးကိုစားပြီးတယ်တိုက်တာအများကြီးလက်ပါတယ်ဆိုတာလက်ပစ်ချပါတယ်အလူငယ်တွေကိုလည်းကျွန်တော် အဲ့ပဲစကားတခုပဲချင်တာကျွန်တော်တို့လူငယ်တွေမှာစူး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 စီစီစီလုံးလုံးရှိကြဖို့လည်းတိုက်တွန်းချင်ပါတယ်လူငယ်လူလူငယ်တယောက်အနေနဲ့လည်းလူငယ်တွေထပ်ပြီးတော့တိုက်တွန်းချင်တဲ့ကုရကကျွန်တော်တို့လူငယ်တွေလည်းစာမျက်နှာဖောက်ဖို့လိုပါတယ်ကျွန်တော်တို့လူငယ်လည်းစာမျက်နှာဖောက်မလိုက်ကျွန်တော်တို့ရဲ့အတွေ့အခေါ်တွေမြင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်လည်းစာမျက်နှာဖောက်ကြဖို့လည်းတိုက်တွန်းချင်ပါတယ် ကြားခဲ့ရတာကတော့2025ခုနှစ်ဇွန်လ21ရက်နေ့မှာကြာရောက်တဲ့150နှစ်မြောက် Greeny အမျိုးသားနှစ်အတွက် Greeny လူငယ်တွေရဲ့စကားသံတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်လူငယ်အစီအစဉ်ကနေဘလို့ကြောင်းရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာ KTFN ပရိသတ်တွေအားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးရှင်။ ဇွန်လ24ရက်အင်္ဂါနေ့ညနေပိုင်း KTFM မြန်မာဘာသာရီဒူအစီအစဉ်ထုတ်လွှင့်ပေးတာဒီညဖို့တော့တလောက်ပါပဲရှင်။ KTFM ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးစွဖေးပါဝင်ကပ်ပေမျိုးမျိုးနဲ့ကင်းဝင်းပြီးဘင်းကင်းလုံခြုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ KTFM မြန်မာဘာသာရီဒူအစီအစဉ်တွေကိုပြန်လည်နားဆင်ချင်တဲ့ဆိုရင်တော့ Canary Thai ရဲ့လူမှုကွန်ရက်ဆာမျက်နှာနဲ့ YouTube channel website ဖြစ်တဲ့ www.kanawarithai.org မှာလည်းဝေရောက်နားဆင်နိုင်ပါတယ်။ KTF ဖန်ကိုနားဆင်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမတို့အစီအစဉ်တင်ဆက်သူမော်လင်းညပါရှင်။